ုဒ္ဓလာမင်းကြီးကဥစ္စံတော့သူ့အိမ်မက်ထဲမှာလူတွေဘာလုပ်နေကြတော့ဆိုတော့အကြောင်းဝယ်လောက်တဲ့နေရာဟောသူအိမ်မက်ထဲမှာရောက်သွားဘယ်လိုကြည့်လိုက်တာပေါ့လေဘာတွေလူတွေရောင်းဝယ်နေကြလဲဘာတွေလုပ်နေကြလဲအမေတချို့လူတွေကအဖိုးတသိန်းထိုက်တယ်နဲ့လွန်မတာအဖိုးထိုက်တယ်ဆန္ဒကုနတ်သားနှစ်ဆန္ဒကုကျုပ်ကိုပါမအဖိုးမတန်တဲ့ရက်တက်ရည် ရတရေကိုနားလည်အောင်ပြောမှာဆိုဥစ္စာနွားတွေပါတွေကျွေးတယ်ပဲစင်ရေတို့နှစ်ပတ်စင်ရေတို့ဟာမျိုးသဘောကအဲ့ဒါမျိုးပြောတာနော်အဲ့ဒါနဲ့လဲပြီးတော့လဲထက်လို့အကြောင်းဝယ်လုပ်နေကြတာကိုမြင်ဘင်းကြီးကစိတ်ထဲဘုံမကြတွေ့မှတယ်ဘယ်လိုပါလဲဒါကြီးကအဖိုးတသိန်းထိုက်တဲ့စန္နကူကျုပ်စန္နကူနတ်တာနှစ်နဲ့ဒီ နော်လူတောင်စားမဖြစ်တဲ့ရက်တက်ရေလူတောင်တောက်လို့မရတဲ့ရက်တက်ရေပုံနဲ့ဘလို့လဲလေဒီလူတွေဘယ်နဲ့လူတွေပါလဲအောင်မယ်ဒီအိမ်မက်ရဲ့အကျိုးပြစ်ကဘလို့လဲဆိုတော့ဒီအိမ်မက်ရဲ့အတိတ်နဲ့မက်ဟာဘလို့မျိုးလဲဆိုတော့နောက်တစ်ချိန်မှာတဲ့သမာဓိဗုဒ္ဓသုံးလောကထွက်တာမြတ်စွာဘုရားရှင်ရဲ့သာသနာတော်မှာ ။သာသနာတော်ကိုအသုံးချပြီးတော့ဘုရားရှင်သာသနာတော်တုတ်တော်ဝိညာဉ်ပြည့်တယ်မှာတရားတော်တွေကိုအသုံးချပြီးတော့အ ਨੇ သောတော့ရဟန်းဖြစ်လာပြီကိုင်းဖြစ်လာပြီဆိုကြတဲ့ဟောဝိနည်းကိုအကြောင်းပြပြီးတော့ဒီဖြစ်ကိုရောက်တာပဲလေ။သင်္ကန်းကိုအသုံးချပဲဖြစ်ဖြစ်အဲ့လိုဖျားဆုံးမှာတရားတော်တွေကိုအသုံးချပြီးတော့ကိုကျူးစည်းဝါရှာကြ။အဲ့လိုဖျားရှင်ရဲ့တရားတော်တွေဆိုတာယရဏပဲနော်။ဓမ္မယရဏ အဖို့မပြတ်နိုင်ဘူးတံဘူးအတိုင်းဒါပြလို့မရတဲ့အဲ့ဒီတံဘူးကြီးဓမ္မရတနာကိုအပြစ်နဲ့တကွာဖြစ်တဲ့ဒီဘုရားအတ္တတာချမ်းသာဖို့ရရှေ့ရှုပြီးတော့မနေ့တခါဘုရားကိုမျက်ွယ်ပြုတ်ပြီးတော့တရားစည်းတယ်လို့ဆိုရတော့တရားဟောရင်ပစ္စည်းရှာဖို့ကြိုးစားကြပစ္စည်းရှာဖို့ကြိုးစားကြဓမ္မတွေကိုဆွဲတရားတွေဟောတယ်လူဘုံတန်းဖို့ ဆွဲတရားတွေဟောတယ်မလူချင်းလူချင်းလောက်အတဲအရမအလှခံတယ်ဒါမျိုးတွေတရားဝဲကျင့်ပါဖြစ်အောင်တချို့ဆိုရင်တော့ဒါဓမ္မတွေကမမြင်လို့မမြင်လို့တချို့ကစီးပွားရေးဆန့်တယ်တချို့ဓမ္မကတိကပုံစံမျိုးတွေရနော်ဘယ်လိုလုံးဆိုတော့ကိုယ်တရားဝဲပွင့်တဲ့ဓမ္မတွေကိုသူတို့ကအရင်နေ့မြုပ်နှံတဲ့သဘောနဲ့လက်ဆောင်တွေပါတယ်ပြည့်တတ်တယ်နောက်နှစ်လည်းပြည့်အောင်တဲ့သဘောတွေ အဲ့ဒါဘယ်လိုဖြစ်တော့လဲအဲ့လိုမျိုးပေးတဲ့ခါကျနောက်နှစ်ပင်ပင့်တဲ့ခါကျသူတို့ကပေးတာတဲ့သူတို့ရတာကပုံများတာဟိုများတော့သူတို့တည်းမြတ်တာပေါ့နော်ဟောစဲအဲ့လိုတော့မပြောပါနဲ့ဟလာသူတို့လည်းကောင်းတာဟောဖြစ်မှာပါစူပါရိုက်တော့တတ်တာမဟုတ်တော့ပါဘူးတော့မအောင်မင်းတယ်ဒီပုဂ္ဂိုလ်ရဲ့အနေထားကိုဦးဇင်းတို့မြင်ဘူးတယ်တချို့ဆိုလို့ရှိရင်ကျောင်းရှိတန်ဃာတွေအပေါ်ကိုကြတော့ဘာမှမတတားဘူး ဲ့တော့သူတို့လှုံ့နှံတဲ့နဲ့ဒါရမလေးကြတာမလေးတရားလိုက်တာကြားရည်ကိုခါတယ်မျက်နှာကိုတကားလောင်းထားတဲ့အချိန်မျက်နှာယူချိုးလို့စရနာရလည်းပို့လို့ဒီလိုဒီလိုဒီလိုသဘောရမှန်ကန်မှုမရှိဘူးဆိုတော့ထင်ထင်လင်းလင်းမြင်တာတယ်ပေါ့နော်အဲအဲ့လိုပုံကိုယ်တွေဟာအာရမတွေကိုပဲဖြစ်ဖြစ်တန်ဃာကိုပဲဖြစ်အသုံးချပြီးတော့သူ့အကျိုးစီးပွားကိုရှာဖို့ပဲကြိုးစားရတယ် ငါ့အတွက်ဘယ်လောက်ကြံမလဲဘာစိတ်သာဟလာစိတ်သာပဲဖွင့်ဖွင့်ကမ္မထမ်းကြောင်းပဲဖွင့်ဖွင့်သာသင်တိုင်းပဲဖွင့်ဖွင့်ဘာပဲလှုပ်လှုပ်တရားပဲဟောဟောကို့အတွက်ဘယ်လောက်ကြံမလဲဆိုတော့အမြဲတမ်းတွက်နေကြအယောင်းဝယ်သဘောမျိုးစီးပွားရေးဆန်ဆန်တွေးကြဒါဟာအဖို့မပြတ်နိုင်တဲ့ဘုရားရှင်ရဲ့အဆုံးအမသာသနာတော်ဘုရားရှင်အဆုံးအမတရားတော်တွေကို နာတာရက်တက်ရေပုတ်နဲ့တူတဲ့အပြစ်ရှိတဲ့နီးနဲ့အပုံးချပြီးတော့လက်လာပါရှာကြတာကိုကျိုးရှာကြတာဟာစံကုနတ်တာနှစ်ကိုရက်တက်ရေပုတ်နဲ့အယောင်းဝင်လောက်ကြတဲ့လူတွေနဲ့တူတဲ့အနေထားမျိုးတွေနောက်မှဖြစ်လာနိုင်မယ်ပေါ့ဒါတရားမဆောင်ကြတဲ့အလစ်စီပုံကိုယ်တွေကြီးစုလာတဲ့ကာလမှာဒါမျိုးတွေအားကောင်းလာနိုင်မယ်လို့ဒီလိုအိမ်မက်ရဲ့အဲ့အကျိုးအပြစ်ကလည်းလိုရှိတယ်ပေါ့နော် ဒီလိုရှိတယ်။ဘာဖို့နိဗ္ဗာန်လူချမ်းသာနဲ့ချမ်းသာကိုပြင်နိုင်တဲ့ဘုရားရှင်ရဲ့တရားတော်တွေကိုကိုကြည်ကြဲခန္ဓာရေးဇာတုအာဏာလုပ်ပိုင်권ရာရေးစီပွားဖြစ်ရေးအကြောင်းအမျိုးမျိုးအကြောင်းအမျိုးမျိုးအတွက်အသုံးချတာဟာတန်ဖိုးကြည်ရဏသုံးပါးကိုအဖို့မတန်တဲ့ဥစ္စာတွေနဲ့လဲယူနေတာနဲ့သွားတူတယ်ပေါ့။ဒါဘဲဥစ္စာတော့တန်ဖိုးကပြားလက်နေတဲ့ စံတကူကြောင့်ရတ္တပုတ်ရောင်းထုတ်ဝဲကြသည်တရားဟောကားပစ္စည်းရှာမြို့ရွာနာလိမ့်မည်တရားဟောပြီးတော့ပစ္စည်းရှာမြို့ရွာနာနာတာဆင်းရဲလိမ့်မယ်တိုင်းသူပြည်သားတွေအဲ့လိုပြောရတာနော်ဒါဓမ္မတွေတကယ်အားထုတ်နေတဲ့တမားတွေကိုမမြင်တော့ဘဲနဲ့သူတို့ကိုပဲဓမ္မတွေကမြင်ပြီးတော့လှူတဲ့သဘောမဟုတ်တော့ဘူး လူတဲ့သဘောမဟုတ်တော့ခင်လို့ပေးတဲ့သဘောဖြစ်သွားတယ်။သူတို့ကကုလသဒနာအနေနဲ့ပေးကံစရုံးမခင်အောင်ပေါင်းဓမ္မတွေအဲ့ဒါအဟုတ်မှတ်ပြီးတော့ဓမ္မတွေသဘောတဘာဝကအများကြီးဥစ္စာသိတဲ့လောက်ကတော့အမှန်ကိုသိမသိပါဘူး။ကိုယ်ကယူဆိုင်တဲ့သူကိုယ်အလေးထားတဲ့သူကိုသာလဲသဘောကျတတ်တဲ့သဘောအဲ့ဒါအရှင်ကောင်းတွေဓမ္မတွေအနိပါမချင်ကလည်းမရှိတဲ့အရှင်ကောင်းတွေကဝေးသွားပြီအဲ့လိုပုံကိုယ်တွေကပို့ပြီးတော့နှိစက်သွားတဲ့သဘောဖြစ်သွားတာ။အဲ့လိုနေထားပြည့်လည်းဖြစ်လာလိမ့်မယ်ဗော။ ဆိုတော့မဟာဝိသုဒ္ဓရာယောင်ဆရာတော်ဘုရားကြီးကတော့ဘယ်လိုရေးသတော်ဆိုတော့တသိန်းဓာစန္ဒကိုနေကျူးပုတ်ရတ္တရေအဘိုးငဲမတ္တံပဲလဲထကြပေမြတ်ဘုဒ္ဓစိန်နေမိန်ကြဘုနာကဓမ္မမြတ်ကိုယ်တဲ့ ပစ္စယလေးဖြာရက်ခဲနဲ့လဲထလို့စာဆိုပြီးဆရာတော်ဖျားကြီးကဤတို့ဆက်ဆိုရေးသားတော်မူခဲ့ပါတယ်